အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ထူးခြားတဲ့သတင်းကိုတင်ဆက်ပေးခြင်းနဲ့ခင်ဗျမင်းညာကကျွန်တော်တို့ဂါဇာထဲမှာအကြီးဆုံးစေယုံလက်ရှိအဲ့ဒီစေယုံကရွမ်းနေတဲ့စေယုံပေါ့ဗျာနော်လက်ရှိအသုံးပြုနေတဲ့စေယုံဖြစ်တယ်အဲ့ဒီစေယုံမှာရှိတဲ့ဒီအရေးပေါ်ဌာနကိုပြစ်မှတ်ထားပြီးတော့ဒီစေးကနေပြီးတော့ဒီကြောင့်တိုက်ခိုက်မှုပြုလုပ်ခဲ့ခင်ဗျအင်တန်ဆိုးရတဲ့လောက်ရက်ကိုစေစီယုံဝါဒီကထပ်မှန်ပြီးတော့ပြုလုပ်ထားတယ်ဒီတိုက်ခိုက်မှုမှာပါလက်စတိအရသားပြည်သူ၅ဦးအသက်ဆုံးရှုံးခဲ့ရတယ်လို့လည်းသိရတယ် ဒဏ်ရာရတဲ့သူကတော့များစွာရှိတယ်ခင်ဗျာဒီကြောင့်လည်းပတ်သက်ပြီးတော့ဂါဇာမှာရှိတဲ့တရင်တောင်များစွာကလူမှုကွန်ရက်စာမျက်နှာမှာရုပ်တံနေတဲ့ကွာပေါ်ပြခဲ့လက်ရှိဂါဇာကမ်းမြောင်ရဲ့တောင်ပိုင်းခန်ယူနစ်ဒေတာမှာရှိတဲ့ဒီ NASA စေးရုံဆိုတာပါလက်စတိအရတားပြည်သူတွေတောင်းနေချီပြီးတော့တက်နေတဲ့စေးရုံလည်းဖြစ်တယ်တိုးချိန်ပြီးတော့လက်ရှိဒီစေးရုံလေးကိုပဲအလုံးကဒဏ်ရာရဒီအစည်းကတိုက်ခိုက်လိုက်လို့ဒဏ်ရာရခဲ့တဲ့သူမှန်ကြဒီစေးရုံမှာပဲတက်ဒီစေးရုံတရုံပဲ run နေတာဒီစေးရုံတွေကိုအစည်းကနေပြီးတော့ လူသားမဆန်တဲ့လုပ်ရက်တွေနဲ့ဒီကြောင်တိုက်ခိုက်မှုတွေစေုံတွေကိုတားကတ်ထားပြီးတော့ပြစ်မှတ်ထားပြီးတော့တိုက်ခိုက်ဘလောက်ရှက်စရာကောင်းလဲစေုံစေကန်းတွေဆိုတာကဒုတိယကမ္ဘာစစ်မှာလည်းတိုက်ခိုက်တာမဟုတ်ဘူးဒါပေမဲ့ဒီအစည်းလူမျိုးတွေကတော့လက်ရှိအခြေအနေစေုံစေကန်းတွေတို့အရေးပေါ်ဌာနတွေတို့နောက်တစ်ခုကကျွန်တော်တို့ဒီလူနာတင်ရှင်တွေတို့တားကတ်ထားပြီးတော့ပြစ်မှတ်ထားပြီးတော့တိုက်ခိုက်တယ်ဘယ်စစ်မှာမှမရှိဘူးဘယ်စစ်မှာမှမရှိဘူး ဘလောက်ရက်ဆက်ကြမ်းကြုတ်လဲဆိုတာကိုအားလုံးမြင်တွေ့ရလိမ့်မယ်လက်ရှိစေယုံတွေကိုကျွန်တော်ပထမဗီဒီယိုမှာလည်းတင်ခဲ့ပြီးပြီဒီတူရကီနဲ့ပါလက်စတီးချစ်ချည်ရေးစေယုံကိုဈေးကနေပြီးတော့ပုံဖွဲ့ပြီးတော့ဖြည့်ဆည်းလိုက်တယ်ဆိုတာဒါဆိုကင်ဆာစေယုံဟောကင်ဆာလူနာတွေအတွက်တည်တံ့ဆောက်ထားတဲ့စေယုံဘလောက်ရက်ဆက်လဲဟာဒါတိဖို့လိုတယ်ဈေးရဲ့လုံရက်ကဘလောက်လူသားမဆန့်လဲဆိုတာကိုကဘာကသိပါလားအဲ့တော့လက်ရှိပြောနေတာလက်ရှိကဒီစေယုံ စီးကန်းတွေကိုတိုက်ခိုက်တဲ့ဗီဒီယိုတွေကိုတင်ခဲ့တဲ့ဒီနူစီးယားမှာရှိတဲ့ဒီသတင်းတောက်တူအဲ့ဒီသတင်းတောက်တူရဲ့နေအိမ်ကိုထပ်ပြီးတော့စီးကန်းတွေဘုံကျဲဘလောက်ဆိုးသွားလဲအဲ့ဒီတောက်ရဲ့နေအိမ်ကိုထပ်ပြီးတော့ဘုံကျဲတဲ့သတင်းတောက်ရဲ့မိသားစုအသက်ဆုံးရှုံးခဲ့ရစင်စင်တင်ခဲ့တာအဲ့ဒီဒီဒီသတင်းကိုယူပြီးတော့တင်ခဲ့တာလူမှုကွန်ရက်စာမျက်နှာမှာအဲ့ဒီသတင်းတောက်ကအဲ့ဒရင်တောက်ရဲ့နေအိမ်နူစီးယားမှာနူစီးယားမှာရှိတဲ့ဒီဒီနေအိမ်ကိုတွားပြီးတော့အစည်းကနေပြီးတော့ဘုံကျဲ ိုက်မှာတရင်တော့ရမိသားစုအသက်ဆုံးရှုံးတယ်ဘလောက်ဆိုးလဲဗျရက်ဆက်တာရိုးရိုးရက်ဆက်တာမဟုတ်ဘူးနော်လုံးဝလုံးဝအုံနောက်နဲ့ခကြားလို့ကျွန်တော်တို့အုံနောက်နဲ့စဉ်းစားလို့မရတဲ့အရာတွေကိုဒီကောင်တွေကလှုပ်ပြီးစဉ်းစားပြီးတော့တတ်လူတတ်တာလူတတ်တာတော့မှဟိုဟာဘယ်လိုပြောမလဲအကွက်ကြကြစနစ်တကြအဲ့လိုတတ်ဈေးရလူတက်မှုပါနော်ဈေးလူဘလို့တက်လဲဆိုတော့စနစ်တကြနဲ့ချိန်ပြီးတော့တက် ဘလို့လူကိုတက်ကမယ်ဘလို့ပုံစံတက်ရမယ်ဘလို့လူမျိုးတုံးကိုတက်ကမယ်ဒီလူမျိုးတုံးတက်ပြီးဘလို့ဝင်းလုံးကျွတ်လောက်အောင်လောက်ရမယ်ဆိုတော့အခုရှိတယ်သူတို့ရှိဒီအခုကျွန်တော်တို့ line ပေါ်မှာတစ်ခုတစ်ခုတက်လာပြီဆိုတော့သူတို့ဖုံးပွယ်ပြီးတည်နေတဲ့တင်းကိုညဲ့တယ်သူတို့ကလောက်တာမှန်တယ်သူတို့ဝင်နေတာမှန်တယ်ဆိုတဲ့အကြောင်းကိုကာဘာတစ်ခုယူပြီးတည်နေတယ်ညဲ့တယ်အခုလေးချောင်းတိုက်ခိုက်တာလေဈေးရုံမှာဟမ်မတ်ကဝင်ပြီးတော့စေကူသားမှုခံယူဟမ်မတ်ရဲ့ခေါင်းဆောင်နေစေကူသားမှုခံယူနေလို့ဆိုပြီးတော့တိုက်တယ်အဲ့ပုံစံနဲ့ခေါင်းစဉ်နဲ့ပဲတက်ပြီးတိုက်တယ် ဝင်ဖမ်းလေမင်းကြောက်ကြပဲကွာဝင်ဖမ်းလို့ရတာပဲကွာမင်းတကယ်ပဲဟိုဟာဖြစ်နေလဲဆိုဝင်ဖမ်းလေဘာဖြစ်လို့မင်း ID တွေကြောင်းတိုက်ခိုက်တာတော့ပြောချင်တာရိုးရိုးတတရိုးရိုးရှင်းရှင်းပဲမင်းတို့ဒီတကယ်ပဲလူသားဆန်ခဲ့တယ်ဆိုရင်ဝင်ဖမ်းလေတော့မင်းတို့မဟုတ်ရင်တော့မင်းအိမ်နေတဲ့ဝင်ပြီးတော့ကွာမင်းဟိုဘာလို့ပစ္စည်းတွေနဲ့ဒီကလေးကလေးစောတဲ့အစောတဲ့အရာတွေတို့နောက်ပြီးတော့ဒီကလေးကစားစရာတွေတို့အဲ့ဒါတွေအိမ်တွေကိုလိုက်ပြီးဝင်ဖျက်ဆီးနေကြသေးတာလေဒီစေးရုံတွေကိုလည်းမင်းတို့ထုတ်ဝင်ဝင်ဖမ်းကြတယ်အဲ့လိုကြတော့မဟုတ်ဘူးမင်းတို့ကဒီတိတ်အောင်လို့ဆိုရအောင်တိတ်အေးရောဆိုတဲ့ပုံစံနဲ့ ဘယ်သူတည်တည်တည်ချင်တဲ့သူတည်ဆိုတဲ့ပုံစံနဲ့ဒီချောင်းတိုက်ခိုက်ပြလိုက်နောက်ထပ်ကျွန်တော်တို့အခုလက်ရှိဒီဂါဇာနယ်ဇက်ထဲမှာနေကြီးထိုးစစ်ဝင်မှုဆိုပြီးတော့ဒီမက်ကာဘတင်ကအလုံးနဲ့အရင်နဲ့တန်းစီပြီးတော့စောင့်နေတယ်ဒုတိယတစ်ကြိမ်ပေါ့ဒုတိယတစ်ကြော့ပေါ့ဂါဇာကိုအမှုန့်ကျေမယ်နေကြီးထိုးစစ်လုပ်မယ်ဆိုတဲ့ပုံစံနဲ့ဝင်လာတယ်အတင် ready စောင့်တတော်ဆူဆူပေါ်ပါဘူးကဘာကဒီလောက်ထိရရဆက်ဆက်လုပ်နေတဲ့အစည်းကိုတိတိယက်နဲ့ ဟိုပြောပါလေဘယ်သူကပြောတာလဲမနေ့ကကျွန်တော်တို့ကြားလိုက်ရတဲ့တင်ဟိုအင်္ဂလန်ရဲ့စပိန်ရဲ့နောက်ကျပြင်သစ်ရဲ့ဂျာမနီရဲ့နိုင်ငံလေးနိုင်ငံအပေါင်းပြီးတော့ပြောလေဘာပြောတာလဲအစည်းရဲ့လုံရက်တွေကိုချက်ချင်းရက်ပေးဖို့အစည်းကိုပြောဆိုခဲ့တယ်။နောက်ပြီးတော့ဒီလုံရက်ကမင်းတို့ကဂျီနိုဆိုက်လုပ်နေတယ်။ဒါကလူသားနှုန်းတွေတစ်ခုလုံးကိုလူမျိုးတုံးတတ်ဖြတ်နေတယ်ဆိုပြီးတော့ပြောတယ်။ဒါကိုအများဆုံးရက်ပေးဖို့အတွက်ဒီလေးနိုင်ငံကပြောတယ်။ဒါပေမဲ့ဒီကောင်လေးပြောတဲ့စကားကြီးပပပရိုက်လို့ရတယ်အစည်းကအဲကောင်လေးကိုအင်္ဂလန်ကိုလည်းပပပရိုက်လို့ရတယ်။ဂျာမနီကိုလည်းပပပရိုက်လို့ရတယ်အစည်းကသိလား။ ပြင်းတက်လို့ကောင်းမျိုးဆိုရော့ရော့ရော့ဆိုတဆုံးထဲလို့ရဟုတ်လားအဲ့လိုအဲ့လိုရှိတယ်အစည်းကနေအဲ့လိုကောင်းမျိုးတွေကိုပပရိုက်လို့ရတယ်ဘာအောင်နေမျိုးငါတို့လာပြောတာလို့စောက်ကယူကိုမဆိုင်ဘူးအစည်းကအင်္ဂလန်တို့ပြင်းတက်တို့ဂျာမနီတို့ဒီစပိန်တို့ဆိုတာလူရမဝင်လူရတွင်းကိုမထားဘူးဒီအစည်းကလူရတွင်းမထားဘူးဒီကောင်းတွေကိုစိုက်တဲ့အချိန်စိုက်တဲ့ကြီးလှဲလိုက်လို့ရတယ်မြို့နိုင်ငံအခုလက်ရှိတည်ငြိမ်နေတာလေးမင်းပြက်ပြားသွားဘောပေါက်အဲ့ပုံမှန်ထားတယ်တိဖို့တော့လိုတယ်တိဖို့တော့လို လက်ရှိအစည်းပြည်တွင်းမှာလည်းအစည်းလူမျိုးတွေကဆန္ဒပြနေတယ်။နော်ဒီဒီအဘက်တို့အာမျိုးတွေမှာဒီ hyper တို့အလိုမျိုးတွေမှာဆန္ဒကြီးကြီးကျယ်ကျယ်ပြတယ်။အစည်းဒီဝင်ကြီးနေတန်ရာဟုဆိုတဲ့ခေါင်းဆောင်ရဲ့အိမ်ရှိမှာပြတယ်။ဘာကြောင့်ပြတာလဲ။ပြတဲ့အကြောင်းကြီးကရိုးရှင်းတယ်နော်။အပြစ်ခတ်ရက်စဲကြီးစီးမြင်းကိုချိုးဖောက်ပြီးတော့ဂါဇာပေါ်မှာနေကြောင်းတိုက်ခိုက်တယ်။ဒီတိုက်ခိုက်မှုကြောင့်မလို့ငါတို့ဒီဟာမန်နဲ့သဘောတူညီချက်ပြတ်ပြပြီးတော့ဒီကြံနေတဲ့ ဒီစားကန်90ကျော်ကိုဟာမကလွတ်မပြီးတော့ဒါနဲ့ပတ်သက်ပြီးတော့မခံမရက်နိုင်နဲ့ဈေးလူမျိုးကဆန္ဒပြဟောနေတရာဟုမင်းလုံနေရတယ်ရာမတို့နိုင်ငံကောင်းကျိုးအတွက်လုံနေတာမဟုတ်မင်းစိတ်ကြိုက်ဂါဇာကမ်းမြောင်ကိုမင်းတို့စစ်ရေးအရာမင်းတို့ဒီနေထိုးစစ်တွေလုပ်တယ်နေချောင်းတိုက်ခိုက်တွေလုပ်ဒါငါတို့ပြည်သူတွေလုပ်တာမဟုတ်ဘူးဒါနဲ့ပတ်သက်ပြီးမင်းချက်ချင်းရက်ပြီးမင်းကိုယ်တိုင်မရက်ဘူးဆိုရင်မင်းဒီဟိုဟာကနေဆင်းပြီဟောမင်းဒီဝင်းကြီးချုပ်ဝင်းကြီးချုပ်ယာတို့ကနေဆင်းပြီးဆိုပြီးတော့ဆန္ဒပြဆန္ဒပြတဲ့သူဘယ်သူတွေရော လိုက်ရှာလိုက်တယ်ခေါင်းဆောင်ပဲဘယ်ခေါင်းဆောင်နှစ်ယောက်အဲ့ခေါင်းဆောင်နှစ်ယောက်ဖမ်းလိုက်တယ်ချက်ချင်းကျန်တဲ့အုပ်စုကိုမဖမ်းဘူးခေါင်းဆောင်ကိုဝင်ဖမ်းတယ်ဘလောက်လုပ်လိုက်လက်ရှိရတော့အစည်းကလက်ရှိအာဏာရှင်ဆန်တဲ့ပုံစံနဲ့အုပ်ချုပ်နေဒါပဲရိုးရှင်းပဲအစည်းကဒီမိုကရေစီနိုင်ငံမဟုတ်ဘူးတော့ယူလာလို့ကြောင်းလာလို့လာမပြောနဲ့တော့ယူချင်ရင်မင်းတို့ဘယ်မျိုးထမင်းလွှတ်ဟင်းလွတ်ယူကြအစည်းကဒီမိုကရေစီနိုင်ငံမဟုတ်ဘူးတော့အာဏာရှင်နိုင်ငံတော့အတိဖို့တူတယ်ဒါလည်းအာနာရှင်အောင်ရိုးရိုးအာနာရှင်မဟုတ်ဘူးဒီဇိုင်းမမတ်အာနာရှင်နိုင်ငံစနစ်တကျတယ် အနာကိုဘယ်လိုတည်တက်အောင်ဘယ်လိုခိုင်ရဲအောင်ဟာလားအနာကိုဘယ်လိုဟိုအသက်ဝင်အောင်နော်သူဘယ်လိုလုပ်လိုက်ရင်နိုင်ငံတကာနိုင်ငံဘယ်လိုဖြစ်သွားလဲဆိုတာတော့မှနိုင်ငံနဲ့ချီပြီးပြောတာနော်ပြည်တွင်းလောက်ပြဿနာလောက်နဲ့လာပြီးမပြောနဲ့ကျွန်တော်လာပြောတဲ့သူတွေရှိတယ်တချို့အကိုဘာဖြစ်လို့ခင်ဗျမြန်မာနိုင်ငံအရေးမပြောတာလို့ဘာဖြစ်လို့ခင်ဗျမြန်မာနိုင်ငံနေပြီးတော့မြန်မာနိုင်ငံအကြောင်းမပြောတာလို့ဟောအဲ့ကောင်ကြီးပါရိုက်ချင်တာတဲ့လားအဲ့ကောင်ပါပါပိတ်ပိတ်ရိုက်ချင်တာမင်းမြန်မာနိုင်ငံမှာနေပြီမင်းမြန်မာနိုင်ငံအကြောင်းမသိရကောင်မင်းငါ့ကိုမြန်မာအကြောင်းလာမင်းညူနေလားအဲ့ကောင်မြန်မာနိုင်ငံမှာနေတာမဟုတ်လားမြန်မာမြန်မာအကြောင်းမင်းမသိဘူးလား ငါအခုပြောနေတာကဒီအစ္စရေးတို့နောက်ပြောတော့ဒီဂါဇာတို့အမေရိကန်တို့ဂျမန်တို့အင်္ဂလန်တို့နောက်ပြတူရကီတို့အီဂျန်တို့အဲ့ဒီအကြောင်းတွေငါပြောနေမင်းကအဲ့ဒီအကြောင်းတွေငါပြောနေတဲ့အချိန်မှာမင်းကမြန်မာနိုင်ငံအကြောင်းအခုပြောပေးပါလေမင်းဘယ်မှာနေတာလို့မပြောမြန်မာနိုင်ငံမှာနေတာလေဟောနော်အဲ့ပေါ်မှာပါစီစီကြောက်တက်ရှေ့ထိုးတာကိုပါစီစီကြီးရိုက်ချင်တာလို့ကောင်းဘူးဟဲ့မရှက်ဘူးလားမင်းမြန်မာနိုင်ငံမှာနေပြီးမြန်မာအကြောင်းမသိဘူးဆိုတော့ငါတော်တော်အံ့ဩတယ်အဲ့လိုကောင်းဘူးမြန်မာနိုင်ငံရဲ့ဥပဒေမြန်မာနိုင်ငံရဲ့လုံမြန်မာနိုင်ငံရဲ့ကြာထမ်းထားတဲ့ ပြဋ္ဌာန်းချက်တွေမြန်မာနိုင်ငံရဲ့ဥပဒေမြန်မာနိုင်ငံရဲ့အဖွဲ့အစည်းကိုမင်းနားမလည်ဘူးမသိဘူးဆိုရင်တော့မင်းကမြန်မာနိုင်ငံမှာမနေသင့်တဲ့ကောင်လေးပေါ့ငါပြောချင်တာဒါတော့ဖက်ကပြောချင်မြန်မာနိုင်ငံသားလည်းမဟုတ်ဘူးမြန်မာနိုင်ငံမှာမနေသင့်တဲ့ကောင်ဟုတ်လားအဲအဲမြန်မာနိုင်ငံအကြောင်းဒီလောက်ပဲကျွန်တော်ပြောချင်တယ်ရိုးရှင်းနော်ဟုတ်ပြီကျွန်တော်ထပ်ပြောချင်တာလက်ရှိအစည်းအကာကဂါဇာကမ်းတောင်ထဲကိုအလုံးနဲ့အရင်နဲ့နေနေထိုးစစ်ဝင်မှုလုပ်နေတယ် ောက်ပြီးတော့လက်ရှိဒီဂါဇာကမ်းကြောင်နဲ့စစ်ပွဲပြန်လဲဖြစ်ပွားဖို့အတွက်ပြင်ဆင်နေတဲ့အစည်းကို၎င်းပြည်သူကလက်သက်မခံဘူးလက်သက်မခံလဲအစည်းကဂယူးမဆိုင်ဘူးအစည်းရဲ့အားပိုင်းဖွဲ့စည်းရဆက်လုံနေတယ်နော်နောက်တစ်ခုကကျွန်တော်တို့ဒီယမန်နဲ့ပတ်သက်ပြီးတော့ဖြစ်နေတာဘာဖြစ်နေလဲဆိုတော့ယမန်ကိုဟိုနေ့စဉ်နဲ့ရက်ဆက်ပြန်ပြီးတော့အမေရိကန်ကနေပြီးတော့ဒီယမန်ဟူဒီလက်နက်ကိုင်များရှိတဲ့ဒီမျိုးတော်စန္ဒာကိုပြတ်မှတ်ထားပြီးတော့လေကြောင်းတိုက်ခိုက်မှုတွေထပ်မှန်ပြီးတော့ပြုလုပ်လာတယ်ဒီ ဒီဂျမန်ဟူဒီလက်နက်ကင်ဒီနေတဲ့နေရာတွေကိုတာဂက်ထားပြီးတော့မိကန်လေးချောင်းတိုက်ခိုက်မှုပြုလုပ်ခြင်းကြောင့်ဟူဒီလက်နက်ကင်ကအသက်ဆုံးရှုံးမှုရှိကြောင်းလဲဒီဂျမန်ရဲ့တချို့သတင်းတွေကညှိပြထားတာကိုတွေ့ရတယ်။ဒါပေမဲ့ခေါင်းဆောင်ပိုင်းတွေအသက်ဆုံးရှုံးခဲ့တာမဟုတ်ဘူးလို့လည်းဂျမန်သတင်းထံကအများစွာကဖော်ပြထားတာကိုတွေ့ရတယ်။၆ဦးအသက်ဆုံးရှုံးခဲ့ရတယ်ဆိုပြီးတော့လည်းပြောဆိုထားတယ်။ဒါနဲ့ပတ်သက်ပြီးတော့တိတိကျကျကုန်းဝင်ကွက်ကွက်တော့ဖော်ပြထားတာတော့မဟုတ်ဘူး။ဂျမန်ဟူဒီလက်နက်ကင်၆ဦးတိစုံသွားပြီဆိုပြီးတော့သတင်းထံကတခုကထုတ်ပြန်ကြေညာထားတာကိုလည်းကျွန်တော်တို့တွေ့ရတယ်။ အဲဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော် share ပေးခြင်းလည်းဖြစ်တယ်လက်ရှိဂျမန်ဟူဒီဘက်ကနေပြောဆိုတာကတော့ဂျမန်ဟူဒီစစ်တပ်ရဲ့ခေါင်းဆောင်အန်ဇာအလာရဲ့ပြောဆိုချက်ကတော့ငါတို့ကိုအမေရိကန်မကလို့ချိန်တဲ့နိုင်ငံကတိုက်ခိုက်တိုက်ခိုက်လို့ရတယ်ဘာလို့မှမလို့ဂိူးမဆိုင်ဘူးငါတို့ရှုံးဖို့တော့မင်းတို့တွေးမထားနဲ့ကမ္ဘာစစ်ဖြစ်ဖို့ပဲမင်းတို့တွေးထားအဲ့ပုံစံနဲ့ပြောဆိုထားတာကိုတွေးရတယ်နောက်တစ်ခုကငါတို့ပျက်စီးဆုံးရှုံးသွားတဲ့တန်ကြီးတန်မှုအတိုင်းမင်းတို့စီကနေအစားပြန်ယူမယ်ဆိုပြီးတော့ပြောဆိုထားတာကိုတွေ့ရတယ်ခင်ဗျာဒါကဂျမန်ဟူတီစစ်တပ်ကနေထုတ်ပြန်တဲ့တဲ့င်းလည်းဖြစ်တယ်ခင်ဗျာ ုတ်ကဲ့ပါနောက်ထပ်ဒီဂျာပြတည်င်းတပုတ်အနေနဲ့အီရန်နိုင်ငံဂျာယီဝင်ကြီးဒီအဘတ်အန်ကာချီပေါ့အဘတ်အန်ကာချီကနေပြီးတော့အမေရိကန်ကိုတိုက်ရိုက်ပြောဆိုခဲ့တယ်ပြောဆိုမှုကတော့မတော်ကစစ်ပွဲနဲ့ပတ်သက်ပြီးတော့ဘာမှထိတ်လန့်တုံ့လုံနေစရာအကြောင်းလည်းမရှိဘူးတို့နိုင်ငံကစစ်ပွဲအတွက်အားလုံးပြင်ဆင်ပြီးသွားပြီမင်းတို့ဘယ်စစ်ကိုဖြစ်ချင်တာလဲဘုရားတတိယကဘာစစ်ကိုဖြစ်ချင်တာလားဒါမှမဟုတ်ငါတို့နဲ့ဘယ်သူနဲ့ကိုစစ်တိုက်စီချင်တာလဲရတယ်ငါတို့အစင်သက်ဖြစ်နေပြီဆိုတဲ့အကြောင်းကိုအဘတ်အန်ကချီကနေပြီးတော့ အမေရိကန်ကိုတိုက်ရိုက်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းလည်းဒီသတင်းဌာနများစွာကမ္ဘာသတင်းဌာနများစွာကလည်းဖော်ပြထားတာကိုတွေ့ရတယ်ခင်ဗျဒီသတင်းနဲ့ပတ်သက်ပြီးတော့လည်းဟောအော်တောင်းတောင်းဖြစ်နေတာလည်းရှိရခင်ဗျနောက်ထပ်ကျွန်တော်တို့ဒီလေဗရွန်နိုင်ငံပေါ့လေဗရွန်နိုင်ငံရဲ့တောင်ပိုင်းမှာရှိတဲ့တူလူမျိုးကိုတူလူမျိုးကိုအစည်းကနေပြီးတော့မနေ့ကကြီးမားတဲ့လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်ဒီတိုက်ခိုက်မှုကြောင်းမလို့ရတားပြည်ခေါ်ဦးလောက်တင်ဆုံးခဲ့ကြောင်းလဲလေဗရွန်သတင်းဌာနများစွာကဖော်ပြခဲ့တယ်တရားရရှိတဲ့များစွာရှိကြောင်းလဲပြောဆိုထားတယ်အပြည့်စုံဆုံးမှုတန်ကြီးတဲ့များစွာရှိကြောင်းလဲ ဒီလိုရဲ့သတင်းဌာနများစွာကပေါ်ပြထားတာကိုတွေ့ရတယ်ခင်ဗျာနော်။အရုပ်တန်တွေနဲ့တက်လာတာရှိတယ်အများကြီး။နော်ဒါကဈေးနဲ့လေဘွန်ကြားထဲမှာအပြစ်ခတ်ရက်စဲကြီးပြုတ်ထားတယ်။အပြစ်ခတ်ရက်စဲကြီးပြုတ်ထားတာကိုအပြစ်ခတ်ရက်စဲကြီးကိုချိုးဖောက်ပြီးတော့အချိန်ပေါင်းထောင်ပေါင်းများစွာချိုးဖောက်ပြီးတော့လေဘွန်နိုင်ငံတောင်ပိုင်းမှာအကြီးပါတဲ့လေကြောင်းတိုက်ခိုက်မှုတွေဂျိုးဂျာဂျိုးဂျာလုံနေကြောင်းလဲကမ္ဘာသတင်းဌာနတွေကပေါ်ပြထားပါတယ်ခင်ဗျာ။ ဒီလေးချောင်းတိုက်ခိုက်မှုကတော့လက်ပေါ်ကနေပြီးတော့ဒုံးကျည်သုံးစင်းလွတ်ချင်းချောင်းမလို့အစည်းကလေးချောင်းတိုက်ခိုက်တယ်လို့ပြောဆိုထားတယ်ခင်ဗျာဒါနဲ့ပတ်သက်ပြီး Hispola ဘက်ကကျွန်တော်တို့ကအပြစ်ခံရစဲဥပဒေနဲ့ပတ်သက်ပြီးတော့ဘာမှဒီချိုးဖောက်ထားခြင်းမရှိတယ်လို့ကျွန်တော်တို့ကလက်တာနီမြစ်ဘက်မှာပဲကျွန်တော်တို့တီရှိနေတာတူလူမျိုးနဲ့ကျွန်တော်တို့နဲ့ကတခြားစီပဲလက်ရှိသူတိုက်လိုက်တာတူလူမျိုးကိုတိုက်လိုက်တယ်တူလူမျိုးမှာလည်းကျွန်တော်တို့ဒီ Hispola တွေလက်ရှိရှိမနေဘူးဆိုတဲ့အကြောင်း Hispola ဘက်ကနေထုတ်ပြန်ထားတာကိုတွေ့ရတယ်အဲနောက်ပြီးကျတော့ကျွန်တော်တို့ဒီသူတို့လေချောင်းတိုက်ခိုက်တဲ့ဒီဒုံးကျည်ကလည်းကျွန်တော်တို့ဟာမတ်ဘက်ကနေပြစ်ခတ်တဲ့ဒုံးကျည်တွေဖြစ်ကြောင်းလဲဒီ ဟမ်ဘတ်ဘက်ကနေပြီးတော့ထုတ်ပြန်ထားတယ်ဒါကိုလက်ဘရွန်ကိုတော့တိုက်တာရှိတယ်ခင်ဗျာဒါအစည်းစီယုံဝါဒီရဲ့ဟိုဘယံမရာစလုတ်တဲ့လောက်ရက်ဒီလို့လဲကပ္ပသင်းထန်တာများစွာကပေါ်ပြထားတယ်လက်ရှိအခြေအနေမှာတော့အစည်းကအဲကျွန်တော်ပြောပြသားဖြစ်တယ်လက်ဘရွန်တို့ဒီစီးရီးယားတို့ဂါဇာတို့ဆိုတာသူကြိုက်တဲ့ပုံစံနဲ့ကြိုက်တဲ့အချိန်မှာလေကြောင်းတိုက်ခိုက်ခွင့်သူ့မှာရှိတယ်အဲ့ဒီဟာလေဒါပဲဘယ်နိုင်ငံကမှဒီဒီဒီအကြောင်းနဲ့ပတ်သက်ပြီးရောရေးကြီးခွင့်ချက်လုတ်ပြီးရောမပြောဘူးခင်ဗျာနော် ဒီအစည်းကိုပြောဆိုပြီးတော့ဒါစီပိတ်ပင်ထားတာမျိုးမရှိဘူးခင်ဗျာအစည်းစိတ်ကြိုက်လုတ်ခွင့်ဒီအစည်းကဒီလက်ဘရိုမှာရှိတဲ့ဒီနေရာဒေတာအားသွားကိုတိုက်တဲ့အချိန်တိုက်တဲ့ပုံစံနဲ့လေကြောင်းတိုက်ခိုက်လို့ရတယ်အဲ့လိုမဲ့ဂါဇာမှာလည်းတိုက်တဲ့အချိန်တိုက်တဲ့ပုံစံနဲ့လေကြောင်းတိုက်ခိုက်ခွင့်ရှိတယ်နောက်တော့ဆီးရီးယားလည်းအတူတူပဲအလားတူပဲတိုက်တဲ့အချိန်တိုက်တဲ့နေရာမှာတိုက်လို့ရတယ်ဆီးရီးယားမှာလည်းအားလိုပဲဆီးရီးယားရဲ့ဒီအလေအလေပိုင်းဒေတာဟိုတဲကန္တရာထဲမှာရှိတယ်ပေါ့ကျွန်တော်တို့ဒီစစ်စခန်းတွေရှိတယ်နော်အဲ့ဒီစစ်စခန်းတွေကိုလည်းမနေတော့မှပဲဝင်ပြီးတော့လေကြောင်းတိုက်ခိုက်မှုတွေအစည်းကနေလုတ်ခဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်း ဘယ်သူကမှရည်ကြီးခွင့်ချက်လုပ်ပြီးတော့ဒီသတင်းတွေကိုပေါ်ပြခြင်းပြောဆိုခြင်းမရှိဘူးခင်ဗျာဘယ်သတင်းဌာနကမှပြောဆိုခြင်းမရှိဘူးရည်ကြီးခွင့်ချက်လုပ်ပြီးတော့နော်ကျွန်တော်ပြောချင်တာကလက်ရှိစီးရီးယားရောလေဘရွန်ရောဂါဇာရောကြိုက်တဲ့အချင်းအစည်းကနေလေချောင်းတိုက်ခိုက်ခွင့်ရှိနေတယ်အဲ့ဒီအခွင့်အရေးကိုအစည်းကရတာရတာတာကဘယ်နိုင်ငံကမှပြောလို့မရဘူးအစည်းကိုခုနပြောသလိုဘယ်နိုင်ငံမှအစည်းကစောက်ပြီးမဆိုင်တဲ့ပုံစံနဲ့လုတ်ချင်တာမျိုးအရှိလေပိုင်းဒေသမှာစစ်မီးကိုသူကြိုက်တဲ့ပုံစံနဲ့မီးမှွေးပြီးတော့ဖန်တီးပြီးတော့ဒီနယ်မြေဒေသတွေကိုအသိမ်းပိုက်ဖို့အစွမ်းကုန်ဒီကောင်စူးစမ်းနေတယ် နော်ဂါဇာကိုလည်းအခုနယ်မြေထိုးစစ်နဲ့ဒုတိယကြိမ်ထပ်ဝင်ပြီးတော့တိမ့်ပိုက်ဖို့ကြိုးစားနေရတယ်နော်အစ်စစ်တစ်စစ်ဒီကောင်တက်လာမှာပဲဒါပဲနော်ကျွန်တော်ပြောချင်တာကဟုတ်ပြီအဲ့တော့ကျွန်တော်နောက်ထပ်ပြောချင်တာကဒီစီးရီးယားရဲ့ပလမိုင်းယားလေစိတ်ကိုအစည်းကနေပြီးတော့မနေ့ကတော့လေချောင်းတိုက်ခိုက်လိုက်တယ်နော်အဲနောက်ပြောဒီတဲကန်နာရာထဲမှာရှိတဲ့စစ်စခန်းတွေကိုလည်းတိုက်ခိုက်လိုက်တယ်ထပ်ပြီးပလိန်တိုက်ခိုက်တာနော်ဘာအကြောင်းပြချက်မှမရှိဘူးပလိန်တိုက်ခိုက်တာအတိုက်ခိုက်လိုက်တယ်တိုက်ခိုက်လိုက်တဲ့အချိန်မှာဒီစီးရီးယားရဲ့လက်ရှိ HDS အစိုးရကဒီပလမိုင်းမှာပလမိုင်းယားဒီဒေတာမှာရှိတဲ့နေမြေဒေတာကိုတူရကီလက်ထက်ကိုထိုးထည့်ဖို့အတွက် ြင်ဆင်နေတယ်လို့သိရတယ်။လက်ရှိတူရကီကလည်းဒီ data ကိုယူပြီးတော့စစ်စခန်းတွေစောက်ပြီးတော့ဒီ data ထဲမှာအခြေခုံယူဖို့သူ့ရဲ့ဟိုစစ်တပ်ကိုအခြေချပြီးအခြေခုံယူဖို့အတွက်အစင်သစ်ဖြစ်နေကြောင်းလည်းတူရကီရဲ့အခြေလိုက်သတင်းဌာနတွေကဖော်ပြထားတာကိုတွေ့ရတယ်။ဒီကြောင့်လည်းပတ်သက်ပြီးတော့လည်းအော်အော်တောင်းတောင်းဖြစ်နေတယ်။လက်ရှိဒီအခြေအနေနဲ့ပတ်သက်ပြီးတော့အစည်းကဟို တူရကီဝင်လာမှာဟိုဟိုမကျေနပ်တဲ့ပုံစံနဲ့တွေ့ယူတွေ့နှံဖြစ်နေကြောင်းလည်းအဲကမ္ဘာသတင်းဌာနများစွာကပေါ်ပြထားတယ်လို့ကမ္ဘာပထဝီနိုင်ငံရေးဒေတာတုံးသက်သူအများစုကလည်းဒီအကြောင်းကိုလွန်လင်းကျကျချပြထားတာကိုတွေ့ရတယ်ခင်ဗျဒီသတင်းလေးနဲ့ပတ်သက်ပြီးတော့လေအားလုံးကိုကျွန်တော်သိစေချင်လို့ share ပေးခြင်းဖြစ်တယ်ခင်ဗျဟုတ်ကဲ့ခင်ဗျဒီနောက်ထပ်ဒီသတင်းကတော့ဒီဂါဇာကမ်းရောင်းထဲမှာရှိတဲ့ဒီပါလက်စတိအမျိုးသမီးများအဖို့ကိုအစည်းကနေပြီးတော့ဒီ United Nations စစ်ရာသွေးမှုတွေကျူးလွန်ခဲ့တယ်လို့ပဲဒီလိမ့်ပိုင်းဆိုင်ရာဒီအကြမ်းဖက်မှုစော်ကားမှုကျူးလွန်ခဲ့ကြောင်း ဒီတက်တေထွက်ဆိုပြီးတော့ကုလကံပဏီလာကံမှာရှိတယ်။ဒီအမျိုးသမီးဥပဒေရေးရာအထောက်အကူနဲ့အတိုင်းမင်ခံဒီပုံကူဖြစ်တဲ့ဒီ Kifar Crimer ဆိုတဲ့အမျိုးသမီးကနေပြီးတော့တက်တေထွက်ဆိုခဲ့တဲ့ထောက်ခံခဲ့တဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့မင်းမြန်းခဲ့တဲ့စုံစမ်းခဲ့တဲ့စစ်ဆေးခဲ့တဲ့နောက်ကြတော့အတိပြုခဲ့တယ်ပေါ့နော်ဒါကိုပြောချင်တာကဘာလဲဆိုတော့ဂါဇာကမ်းကြောင်ထဲမှာရှိတဲ့ပါလက်စတီးအမျိုးသမီးတွေကိုဒီအစရေ IDF စစ်သားတွေကနေနေထိုးစစ်ဝင်ရင်းနဲ့ ဒီအမျိုးသမီးတွေကိုလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်ပြီးတော့မရင်းကျင့်တပ်ဖြတ်ခဲ့တာတွေရှိတယ်။ဒါနဲ့ပတ်သက်ပြီးတော့စုံစမ်းစစ်ဆေးပြီးတော့ကုလသမဂ္ဂညီလာခံမှာဒီအကြောင်းကိုတင်ပြခဲ့တယ်။ဒီအကြောင်းနဲ့ပတ်သက်ပြီးအရင်းယူဆောင်ရွက်ဖို့အတွက်ဒီကုလသမဂ္ဂညီလာခံတစ်ခုလုံးကိုပြောဆိုခဲ့တယ်ဒီအကြောင်းပြော။ဒါလေးကိုအော်အော်တောင်းတောင်းဖြစ်နေလို့ဒီသတင်းလေးကိုလည်းကျွန်တော် share ပေးခြင်းဖြစ်တဲ့ဘလောက်ရှက်စရာကောင်းလဲဆိုတာလည်းကျွန်တော်ပြောချင်လို့เนาะစည်းလေးလူမျိုးကဘလောက်ရှက်စရာကောင်းတဲ့လောက်ရက်ဒီကိုလုံနေလဲဆိုတာလည်းသိစေချင်လို့ share ပေးတာတက်တည်နေနဲ့ share ပေးရအောင်เนาะ ူးကြောင်မူးကြောင်နေတော့ငါတို့ကမရှိဘူးယူးကြောင်မူးကြောင်နေတော့ငါတို့ကပြောစို့ဘယ်တော့မင်းတို့လေ့လာချင်းရင်သိလိုက်မယ်ဟုတ်ကဲ့ပါကျွန်တော်ဒီနေ့ထူးခြားတဲ့တင်ပြများစွာကိုပြောဆိုခဲ့ပါတယ်လက်ရှိဖြစ်နေတဲ့စစ်ပွဲတွေနဲ့ပတ်သက်ပြီးတော့အားလုံးရဲ့ဆုတောင်းမှုလိုအပ်တယ်အားလုံးဘက်ကနေပြီးတော့တန်းနိုင်တဲ့ဘက်ကနေပြီးတော့ရဲရဲတမ်းစံနဲ့ပတ်သက်ပြီးတော့နော်ဒီရဲရဲတမ်းစံလာမှာနော်အကောင်းဆုံးတို့ဟာတွေပြုလုပ်ဖို့လိုအပ်တယ်အခြားဘာသာဝင်တွေလည်းအတူတူပဲအလားတူ ဒီကဘာကြီးမှာဖြစ်နေတဲ့စင်မီတွေနဲ့ပတ်သက်ပြီးတော့အများဆုံးငင်းချမ်းမှုတော့မြန်မာနိုင်ငံကြီးမှာဖြစ်နေတဲ့စင်မီတွေနဲ့ပတ်သက်ပြီးတော့လည်းအများဆုံးအေးချမ်းတရားမှုအပေါင်းကြားရောက်ဖို့အတွက်စူပေါင်းမှုတွေပြုလုပ်ဖို့ကျွန်တော်တို့မြေသားရက်ခံတောင်းဆိုပါတယ်နော်ကျွန်တော်အနေနဲ့ဒီနေရာကနေထူးခြားတဲ့ကလေးများစွာကိုတက်ဆက်ပေးပြီးအားလုံးမြန်မာပေါင်းနဲ့ပြည့်စုံတဲ့နေ့လေးဖြစ်ပါစေလို့ကြိုးစားပါတယ်